ဆိုကိုယ့်ရဲ့နေပုံထိုင်ပုံရော ကိုယ့်ရဲ့ဒီအပြော့အဆိုကအစတခုချင်းစီကအစအဲ့ဒါဂရုစိုက်ရမယ် no walking so happy ဟဲ့လို့ပေါ့ old ဟိုဟာပေါ့နော် activity သွားတဲ့အခါဒီ international ပွဲဆို activity တွေသွားတဲ့အခါ oh no activity so happy အဲဒါမျိုးပေါ့နော်ဒါပေမဲ့အဲ့လိုတော့သွားမပြောနဲ့နော်ဟိုထဲမှာအမှတ်တွေရောအမှတ်တွေရောမယ်အဲ့ဒါတွေကဆိုကိုယ့်ရဲ့နေပုံထိုင်ပုံရောကိုယ့်ရဲ့ဒီအပြော့အဆိုကအစတခုချင်းစီကအစအဲ့ဒါဂရုစိုက်ရမယ်ဒီ ဟိုဘောနော်ပြားသွားပြန်ဆရာဟိုဒီ HGPD တွေဆိုတာအဲ့ပျော့ပျော့နေတတ်တယ်လေပျော့ပျော့နေတတ်တဲ့ခါကျတော့ဒီအာပုံမှန်လည်းလည်းရမ်းပြောတတ်တဲ့သူတွေက HGPD ဖြစ်တယ်စကားပြောတဲ့အခါဘယ်လိုဖြစ်ဖြစ်လဲဆိုတော့ဒီဘောင်လို့စီလို့အဲ့လိုမျိုးဖြစ်သွားလိမ့်ရှိတတ်တယ်ဒါဆရာကိုယ်တိုင်လည်းဖြစ်တယ်ဆိုတော့ ဲ့လိုမျိုးအနေထားမျိုးကိုကြာရင်ကိုယ့်ရဲ့တငယ်ချင်းတွေအချင်းချင်းကြားထဲမှာအဲ့လိုဖြစ်လို့ရတယ်ကိစ္စမရှိဘူးဒါပေမဲ့ဒီပြိုင်ပွဲကြားတဲ့အခါမျိုးဆရာ့ solution တို့ဒီဖက်မှာဥပမာဒီဆရာတခြားဆရာကြီးတွေနဲ့ meeting ထိုင်တဲ့အခါမျိုးဒါမှမဟုတ်ဒီ PhD အကြောင်းသားအချင်းချင်းအဲ့လိုနည်းနည်းပေါ့နော်ဒီတွေးခေါ်ရတဲ့အကြောင်းအရာမျိုးကိုလေးနက်တဲ့အကြောင်းအရာမျိုးကို discussion လုပ်တဲ့အခါမျိုးမှာဆိုရင်မပြောဖြစ်အောင်တတ်တတ်ကို trick ဒီကိုကိုစိတ်ထိန်ရတယ်อืม